အားလုံးမင်္ဂလာပါညီကိုရိုနေကောင်းချမ်းမှချမ်းသာကြပါစေဗျာခဏမှာတော့ UEFA National League Semi-final စပိန်နဲ့ပြင်သစ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Ecuador နဲ့ Brazil Paraguay နဲ့ Uruguay Chile နဲ့ Argentina တို့ပွဲစဉ်တွေကိုပွဲချုပ်တုံးတာပြေးချင်ပါတယ်စပိန်နဲ့ပြင်သစ်တို့ပွဲစဉ်မှာတော့စပိန်တင်း level 40ရှောင်း9ပေါင်းချင်းနှလုံး80ဆိုမှာစာရင်ကြီးဖွင့်ထားတွေ့ရတယ်ဗောနော် ကွာတာဖိုင်နဲ့အဆက်မှကြီးလိုက်မယ်ဆိုလို့ရှိရင်စပိန်တင်းကနယ်သာလန်တင်းနဲ့တွေ့ခဲ့ရပေါ့နော်ဒါနယ်သာလန်ကွင်းမှာတူတူကြတယ်စပိန်ကွင်းမှာတော့ပန်ဒီအဆုံးဖြတ်နဲ့စပိန်တင်းကတက်လာခဲ့ရပေါ့နော်ပြင်သစ်အတင်းကိုကြီးလိုက်မယ်ဆိုလည်းပြင်သစ်အတင်းကလည်းကွာတာဖိုင်နဲ့မှာကျွန်တော်တို့ကခရိုအေးရှားအတင်းနဲ့တွေ့ရပေါ့နော်ခရိုရှားကွင်းမှာတူးစီးနဲ့ရှုံးတယ်ပြင်သစ်ကွင်းရောက်တော့ပြင်သစ်အတင်းတူးစီးနဲ့ပြန်နိုင်ပါလေရောအဲ့ဒါနဲ့ကျွန်တော်အချိန်မိုးတွေစက္ကန့်ပြီးမှ ။အပနဒီအဆုံးဖြတ်နေပါတော့။ဒါကျွန်တော်ဒါတက်လာခဲ့တယ်ပေါ့ဗျာ။အပြင်တဲ့အတဲမှာဆိုလဲကစားသမားကောင်းနဲ့အများကြီးပိုင်ဝင်ထားပါတော့။အူလီစေးတို့၊မူယာနီတို့၊အမ်ပါပေးတို့၊ရာဗီတိုတို့ကိုနေတို့ချွေမနီတို့ပေါ့နော်အနန္ဒတ်တို့ကိုနာတေတို့ဂူစတိုတို့တော်တော်လေးကောင်းပါလားစပိန်တဲမှာဆိုလဲမိုရာတာယာမဲလ်အိုလ်မိုပေါ့နော်ဝီလီယမ် ရူစ်ပက်ဒရီပေါ့နော်ဒီကစားသမားနေနောက်တမ်းမှဆိုလဲအများကြီးပါပဲကူကူရဲလာတို့တော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒါအရေးကြီးတဲ့အချိန်ကန်တက်တစ်ခုဖြစ်နေရတယ်တွေ့ရတယ်ဒီပွဲဒီမှာတော့ကျွန်တော်နိုင်ဂျီယာနှုံးပေးထားတာတော့စပိန်တင်း87ရာပဲနော်ဒီမှာပေးထားတာလည်းတွေ့ရတယ်အဲဒီကိုကြီးလိုက်မယ်ဆိုရင်စပိန်တင်းလည်း9ချိန်လောက်နိုင်ထားတာတွေ့ရတယ်လို့ပင်တဲ့အတင်းလည်း9ချိန်လောက်နိုင်ထားတာတွေ့ရတယ်ပေါ့နော် ။ once to off ကိုကြီးလိုက်မှဆိုရင် spin ရဲ့အနိုင်ကိုကျတော့ကျွန်တော်2.30ဆိုမှပေးထားတယ်။တရေကို3စာခွဲနဲ့ပြင်တဲ့အနိုင်ကိုလည်း3စာခွဲလောက်ပေးထားတာတွေ့ရတယ်ဗောနော။ဒီပွဲသမှာဘလိုပဲနေနေပါအင်းရှင်အတင်းရအားတာချက်ကျွန်တော်ယုံကြည်တယ်ဗောနော်ကျွန်တော်စပိန်အတင်းရဘော်ဒီကြိုက်ပါတယ်စပိန်အတင်းရဘော်ဒီပဲတချောင်းတည်းပဲကျွန်တော်ရွေးချယ်တယ်ဗောနော်နောက်ထပ်ပွဲသင်းတဲ့ပွဲကတော့အီကွေဒေါနဲ့ဘရာဇီးလိုရဲ့ပွဲသင်းဖြစ်တယ်ဗောနော် ဒီပွဲစဉ်မှာဘရာဇီးရဲ့တင်းရလေဗာ60ရှုံးပေးထားပါတယ်ကိုပေါင်းကြီးကတော့နှလုံး80ရှုံးဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနော်အဲကျွန်တော်တို့ဒါဇယားမှာကြည့်လိုက်မယ်ဆိုအီကွေဒေါ်ကအဆင့်2ရှိရဗောနော်23မှာဘရာဇီးကအဆင့်4မှာ27မှာဗောနော်ဘရာဇီးကတော့တိတဲ့အတိုင်းမှာနီးပြအတိတ်ကအန်ဆယ်လော့တီနဲ့ဗောနော်ဒါပွဲထွက်လာတော့မှာဗောနော်အဲသူတို့ကနီးပြတဲ့ အီကွေဒေါအသင်းဆိုရလဲဒါအခုသူတို့စုစုပေါင်း14ဘက်ဆော့ထားတယ်နှစ်ပွဲပဲရှုံးထားတယ်တွေ့ရတယ်ဗောနော်တိုင်းစစ်က73ကိုရတယ်ပေကူက9ကိုနဲ့ရှိရဗောနော်ဘရာဇီးအသင်းကတော့ဒါအဆင့်4မှာရှိတယ်ဗောနော်ဒါတိုင်းစစ်က20ကိုရတယ်ပေကူ16ကိုရှိရဘရာဇီးမှာနောက်တန်းပြဿနာရှိရဗောနော်တိုင်းစစ်ဘိုင်းမှာအဲ့လောက်ဒီပြဿနာမရှိဗောနော်အီကွေဒေါရဲ့လက်ရှိကာရာဖောင်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့နောက်ဆုံး9ပွဲသက်လုံးဝမရှုံးထားဗောနော်ဒါပီရူးကိုနိုင်တယ်ဘိုလီးဗီးယားကိုနိုင်တယ် ကိုလံဘီယာကိုနိုင်တယ်ဗနက်စီယာကိုနိုင်တယ်ချီလီရောတည်းဆော့ထားတယ်တွေ့ရတယ်ပေါ့နော်ဘရာဇီးအသင်းကိုကြည့်လိုက်မယ်ဆိုဘရာဇီးအသင်းရဲ့လက်ရှိကာရဖောင်ကြည့်လိုက်မယ်ဆိုရင်တော်တော်လေးဆိုးရက်ဗျအာဂျင်တီးနားကို4-1နဲ့ရှုံးထားတယ်ပေါ့နော်ပွဲတိုင်းလို့လို့ဂိုးတွေလည်းခွင့်ပြုထားတာလည်းတွေ့ရတယ်ပေါ့နော်ဟက်တူဟက်ပိုင်းကိုကြီးလိုက်မှဆိုရင်ဒီနေ့တင်းတွေ့ကြတဲ့ဟက်တူဟက်နောက်ဆုံး၅ချိန်မှဆိုရင်ဘရာဇီးအသင်းက၄ချိန်နိုင်ပြီးတစ်ချိန်ကတော့တည်ကြီးချထားလဲတွေ့ရတယ် wants to us ကိုကြည့်လိုက်မှဆိုရင် wants to us မှာဆိုရင် equator အနိုင်ကို3ဆကွယ်တရေကိုလည်း3ဆကွယ် brazil အနိုင်ကိုတော့2ဆလောက်ပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာ race တော့နည်းနည်းများမယ်ထင်တယ်ကျွန်တော်ပေါ့နော်တော်တော်လေး under တော့များမယ်လို့တော့ထင်တယ်ဒါပေမဲ့ကျွန်တော်တော့ဘယ်လိုပဲနေနေပါ brazil body ကြိုက်တယ်ပေါ့နော်ဒီကတော့ပထမဆုံးပွဲစဉ်လည်းဖြစ်လာမှာဆိုတော့တော်တော်လေးကြီးကောင်းပွဲစဉ်လည်းဖြစ်တယ်ပေါ့နော် brazil အစ်တနဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဝင်းနဲ့ဥရုဂွေတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒီပွဲစဉ်မှာတော့အင်ရှင်ပါရာဂွေးက level 40ရှုံးဂိုးပေါင်းကျင်းနှလုံး80ရှုံးဆိုတာပြေးထားတယ်ပေါ့နော် table မှာကြီးလိုက်မှာဆိုလို့ရှိရင်အင်ရှင်အသင်းပါရာဂွေးကအဆင့်9မှာရှိရ22မှာရာဂို72ကိုပေကူ9ကိုရှိတယ်ဥရုဂွေးအသင်းကတော့အဆင့်3မှာရှိတယ်ရာဂို69ကိုပေကူ10ကိုနဲ့27မှာရှိရပေါ့နော်ရှိကာရာဖောင်တွေကြီးလိုက်မယ်ဆိုရင်ပါရာဂွေးအသင်းရဲ့ကာရာဖောင်ကြီးလိုက်မယ်ဆိုရင်နောက်ဆုံးဒီအသင်းကလည်း၈ဘွယ်ဆက်ရှုံးမရှိတာပါဘောနော် တဘရာဇီးလိုအသင်းကိုလည်းနိုင်ထားတယ်ဗီနီဇွဲလာကိုနိုင်ထားတယ်အာဂျင်တီးနားကိုနိုင်ထားတယ်ချီလီကိုနိုင်ထားတယ်ပေါ့နော်ဒါအင်္ဂွင်းမှာဆိုတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်ဥရုဂွေအသင်းကိုချီလိုက်မှဆိုဥရုဂွေအသင်းအခုနည်းနည်းလေးပြန်မှခြေစွမ်းပိုင်းနည်းနည်းကျသွားလို့ပြောရမှာမသိဘူးသူစောကရနောက်ဆုံး၈ပွဲမှာဆိုရင်သူတို့နိုင်ပွဲတဘွဲပဲရှိတယ်ပေါ့နော်၄၅ချိန်ကတည်ကြီးကြားထားတယ်တွေ့ရတယ်ပေါ့နော်တိုက်စစ်ကလည်းပြဿနာရှိရလို့ကျွန်တော်တို့ ထင်တယ်ဗောနောအတင်းကြီးနဲ့တွေးလိုက်ရင်တွေ့နေတဲ့ရုံးခံရတဲ့ပုံစံမျိုးမှရှိတယ်ဗောနောဟက်တူဟက်ပိုင်းတွေကိုကြီးလိုက်မှဆိုရင်ဟက်တူဟက်မှာဆိုလို့ရှိရင်ဒီနေ့တင်းတွေးရတာနောက်ဆုံး၅ချိန်မှာဆိုဥရုဂွေးကြီးရပဲအတာစီးရထားတွေ့တာဗောနောဥရုဂွေးက၃ချိန်နိုင်တယ်၂ချိန်ကတော့တည်ကြထားတယ်တွေ့ရတယ်ဗောနောနိုင်ငံရောင်းမှာတော့ဥရုဂွေးအတင်းရ20ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ် minus to os မှာဆိုလို့ရှိရင်ပါရာဂွေးအနိုင်ကို20ကွယ်တည်ကြီးကိုတော့30 ဥရုဂွေအနိုင်ကို၃ဆခွဲလောက်ပေးထားပြရတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကအဓိကဂူပေါင်းအောက်ကိုစိုက်ပါတယ် body မှာတော့နည်းနည်းလေးအရဲဆွန်မှာ ancient အသင်းဖြစ်တဲ့ paraguay အသင်းရဲ့ body ကိုစိုက်တယ်ဗောနော်ဒါညီကိုအခြားချင်းမတွေ့နဲ့ဘက်ကံရပါတယ်နော် paraguay ရဲ့လက်ရှိခြေစွမ်းကဟာဥရုဂွေထက်နည်းနည်းတာတယ်လို့ထင်တယ်ဒါပေမဲ့ဒီပွဲစဉ်မှာတည်တပေါက်လည်းဖြစ်သွားနိုင်တယ်ဗောနော်အဲဒါကြောင့်ကျွန်တော်ဂူပေါင်းအောက်နဲ့ ancient paraguay အသင်းရဲ့ body စိုက်ပါတယ် ။တကယ်တကယ်ကတော့ချီလီနဲ့အာဂျင်တီးနားပဲနော်။အာဂျင်တီးနားတလုံး60နိုင်ပေးထားတယ်ဗျ။ဂူပေါင်းကြီးကလည်းကျွန်တော်ဒါ3လောင်း20စားပေါ့နော်။ဒီလိုဖွင့်ထားတွေ့ရတယ်။အာဂျင်တီးနားကတော့ဒါတိတဲ့တိုင်းပဲ။ဖင်တက်မှာရှိရပေါ့နော်။အင်ရှင်သင်းဖြစ်တဲ့ချီလီကအဆင့်30မှာရှိတဲ့ဆယ်မှပင်ရထားတယ်ပေါ့နော်။ဒါဘာမှမျောလင်းချက်လည်းမရှိတော့ပါဘူး။ဒါအရင်ဒီနေ့ကတော့အဆင့်7မှာရှိတယ်။32မှာလည်းရထားတယ်။တိုက်စစ်က26ဘူးပေးကူက8ဘူးလည်းရှိရပါတော့။ က်ရှိချီလီအတင်းရဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်လုံးဝအားရစရာမရှိဘူးနော်ချီလီအတင်းနောက်ဆုံးဆက်နှစ်ပွဲမှာဆိုလို့ရှိရင်ဆက်နှစ်ပွဲပေါ့နော်တပွဲပဲနိုင်ထားတာတွေ့ရတယ်၃ပွဲစီကြထားတာပေါ့နော်ဂိုးတွေတောင်တွင်းဖို့တော်တော်လေးဒုက္ခရောက်နေတာတွေ့ရတယ်ပေါ့နော်ချီလီအတင်းမှာတကယ်တက်ကြီးကစားသမားတွေများသွားပြီပေါ့နော်ကျွန်တော်တောင်းတချက်တော့နာမည်ကြီးခဲ့တဲ့ကစားသမားတွေပေါ့နော်ဒါတော်တော်လေးကောင်းတဲ့ Alexis Sanchez တို့ပါလို့လည်းတတိယတိုင်မှာ အထရူဘီဒယ်လို့ပါတော့လည်းတကယ်တက်ချီရွယ်ဟိုပိုင်းအောင်ရောက်သွားပြီဆိုတော့အာကျွန်တော်ကစားသမားတွေအထက်ရွယ်ပုံမစကားပြောလာတယ်ပေါ့နော်အာဂျင်တီးနားကိုချိန်လိုက်မယ်ဆိုတော့အာဂျင်တီးနားလည်းသူဆော့ထားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်နောက်ဆုံး၃ပွဲဆက်ပေါ့နော်ဒါကျွန်တော်နိုင်ထားတယ်ပီရူဥရုဂွေးဘရာဇီးဆိုမှတောက်လျှောက်နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော် head to head ပိုင်းတွေကိုချိန်လိုက်မယ်ဆိုဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်အာဂျင်တီးနားအသင်းက၄ချိန်နိုင်ပြီးတစ်ချိန်ကတည်ရကြထားတယ်တွေ့ရတယ်ပေါ့နော် 1:2 odds ကိုကြီးလိုက်မှာဆိုရင်ချီလီအနိုင်ကို6စာတရီကို4စာနဲ့အာဂျင်တီးနားအနိုင်ကိုတော့85ပြားပေးထားတယ်ဗောနော်ကျွန်တော်တို့ risk မယူကျွန်တော်တို့အာဂျင်တီးနားဘော်ဒီစိုက်တယ်ဗောနော်အာဂျင်တီးနားဘော်ဒီစိုက်တယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်စိုက်ပါတယ်၃လုံးထိတော့ရောက်သွားမှထင်တယ်ဗောနော်ချီလီရဲ့တင်းရဲ့လက်ရှိကာရာဖောင်မကောင်းဘူးဗျအင်္ဂွင်းပွဲစဉ်တော့ဖြစ်နေပေမဲ့လည်းအာဂျင်တီးနားကိုရှင်နိုင်ဖို့ဆိုတာမလွယ်ဗောနော်အာဂျင်တီးနားဘော်ဒီစိုက်တယ်ပါရာဂွေးဘော်ဒီစိုက်တယ် ဘရာဇီးဘော်ဒီကြိုက်တယ်စပိန်ဘော်ဒီကြိုက်ပါတယ်ညီကိုအားလုံးအဆင်ပြေကြပါစေနေကောင်းချမ်းမှချမ်းသာကြပါစေဘောလုံးဘောတွေလည်းပေါင်းကြပါစေဗျာနောက်ရနောက်ရတွေမှာလည်းဒီထက်မကပိုပြီးမှကျွန်တော်တောင်းတဆမှန်ပေးဦးမှာမယ်ညီကိုတော့အားလုံးအဆင်ပြေကြပါစေဗျာ